အလူအိမ်မှာလမ်းကြုံဝင်ဆွဲသွားတဲ့ United နဲ့ Wolf အတင်းရဲ့ပါရမီဖြည့်စည်းမှုဒီပွဲဟာ Premier League ရဲ့ဝမ်းနည်းပွဲရာနဲ့ဟာသပေါင်းဆက်ထားတဲ့ပွဲပါ Manchester United ဟာဒီအားဒီမှာဂျာလက်တွေစိုးရွားနေပြီးယုံကြည်မှုကလည်းအောက်ဆုံးကိုရောက်နေခဲ့တာပါသူတို့ဟာကုစားမှုကိုလိုအပ်နေတဲ့ဒဏ်ရာရချင်သေးအုပ်လိုပါပဲ Wolf အတင်းကတော့အဆင့်20ဇယားအောက်ဆုံးမှာကြမ်းတိုက်နေရတာကြောင့်ကလပ်တစ်ခုလုံးရဲ့စိတ်သက်ကြဆင်းနေချိန်မှာဒါပေမဲ့ဒီညမှာတော့သူတို့ရဲ့ကုသိုလ်စေတနာဟာအမြင့်ဆုံးကိုရောက်နေခဲ့ပါတယ် ငါတို့ဒုက္ခရောက်နေပြီမဲ့မင်းတို့ဒုက္ခရောက်နေတာကိုမြင်ရတာငါတို့မခံစားနိုင်ဘူးဆိုတဲ့အတွေးခေါ်သဘောတရားနဲ့တစားသွားခဲ့သလားလို့တောင်ထင်ရပါတယ်25မိနစ်မှာဘရူနိုဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ပထမဂိုးဟာဘူးပြဲအလူပွဲကိုတရဝင်ဖွင့်လေလိုက်တာပါပဲ United အတွက်သွင်းဂိုးတကူရဖို့ခက်ခက်ခဲခဲရုန်းကန်နေရတဲ့အချိန်မှာဘူးပြဲခန့်စစ်ကဖိတ်စာပေးခဲ့တယ်လို့မျိုးကိုဖြစ်နေခဲ့တာပါဘရူနိုကတော့ဒီဖိတ်စာကိုအချိန်မီဝင်ရောက်ပြီးလက်ခံယူလိုက်တဲ့စေတနာရှင်တအူးပါဒီဂိုးဟာစိတ်ပိုင်းဆိုင်ရာစစ်ပွဲအတွက် အောက်ဆီဂျင်လိုပါပဲပထမပိုင်းပြီးခဲ့နေ45အပေါင်း2မိနစ်အချိန်မှာ Wolfpack က Valia Great ကခြေပါကိုပြန်လဲတွင်းယူခဲ့တဲ့အခိုက်အတန့်ဟာ United ပရိသတ်တွေကိုခဏတာ ထိတ်လန့်သွားစေခဲ့ပါတယ် Wolfpack ငါတို့အလှပေးမှမှန်ပေမဲ့အလွဲတကူမပေးဘူးနော်ဆိုတဲ့ message ကိုပို့ခဲ့သလိုပါပဲဒါပေမဲ့ဒီကောက United အတွက်ပြားပြန်ပေးခဲ့ပေမဲ့ Wolf ရဲ့စေတနာကိုတော့ရပ်တန့်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးဒုတိယပိုင်းမှာတော့ Wolf ရဲ့အလှအတန်းစိတ်တဲ့ဟာအရှိန်အဟုန်ပုံမြင့်လာခဲ့ပါတယ် အန်ဘွေမို52မိနစ်မောက်62မိနစ်နဲ့ဘရူနိုရဲ့82မိနစ်ပန်နယ်တီတို့ရဲ့သွင်းကိုးတွေဟာ United ရဲ့ emotion နဲ့ recovery အထွတ်အကောင်းဆုံးကုသိုလ်တွေပါပဲအန်ဘူမိုရဲ့ဂိုးဟာ Wolves အသင်းခံစစ်ရဲ့မလိုအပ်တဲ့ရေရောမှုကိုအပြတ်အသတ်ပြသသွားခဲ့ပါတယ်ဒါ United ကိုဖေးလိုက်ပါလို့ကိုင်းထဲမှာအတန်ထွက်နေသလိုကိုခံစားခဲ့ရပါတယ်မောင်းအတွက်ဒီကိုးဟာ confidence booster အတွက်တန်ဖိုးမဖြစ်နိုင်တဲ့အလှူပါပဲ United မှာရုံးချက်နေရတဲ့ကျဲပွင့်ကို Wolf တို့ကစေတနာနဲ့ကူညီပေးသွားခဲ့တာပါ Bruno ရဲ့ penalty ကတော့ Wolf ရဲ့အလှအတန်းပုံစံကိုနောက်ဆုံးတတ်မှုရိုက်သွင်းလိုက်တာပါပဲ Wolf ကစားသမားတွေရဲ့ခံစစ်ပိုင်းကအဆင့်20မှာရှိနေပေမဲ့စိတ်ပိုင်းဆိုင်ရာရရောမှုကတော့အဆင့်1မှာရှိနေခဲ့တယ်သူတို့ရဲ့အလှအတန်းပေးတဲ့စိတ်တကိုဘသူမှမမိနိုင်ဘူး Wolf ကတရားခဏရတဲ့ကဂျေတွင်းတွင်းလိုပါပဲ Man United ကို ရေငန့်နေတဲ့ခရီးသွားအဖွဲ့လမ်းကြုံတွေ့တဲ့အခါအပိုစကားတွေမပြောဘဲပေးဆက်သွားခဲ့တာပါ United ကတော့လမ်းကြုံလေးဝင်ဆွဲသွားတယ်ဆိုတော့ခမိုင်မိုက်အားကစားကမိုင်းကိုပြေးထိုးသွားခဲ့တာပါ United အတွက်ဒီ419ဘွဲဟာရေရှည်ကုတုံးမဟုတ်ပါဘူးဒါဟာဘူးပြည့်စေတနာကြောင့်ရခဲ့တဲ့ရေတိုးအကြိုက်ခဲပြောက်စေတာဖြစ်ပါလေဒီရလက်က United ရဲ့အခြေအနေဆိုးတွေကိုကနဒါဖုံးကွက်ပေးနိုင်ပေမဲ့ဘူးဖလိုဇရာအောက်ခြေမှာရှိနေခဲ့တဲ့အသင်းရဲ့အလှအတန်းမပါရင် United ရဲ့အစစ်အမှန်ခြေစွမ်းက ဘာလဲဆိုတဲ့မေးခွန်းကတော့အဆုံးအသတ်မရှိလှုပ်ရှားနေအောင်မှာပါမိုလီနက်စတီဒီယံရဲ့ကွင်းပေါ်မှာကွယ်သိန်းခရမြည်သွားတဲ့အခါဘူးကစားသမားတွေဟာကဲအလှရှင်အပေါင်းတို့ရေစက်ချလို့ပြီးပါပြီလို့ပြောလိုက်တယ်လို့ပါပဲသူတို့ဟာတရားထိုင်တဲ့ပုံစံမျိုးနဲ့ United ကိုကောင်းမှုကုသိုလ်တွေပေးပြီးအေးဆေးစွာလှည့်ထွက်သွားခဲ့ကြတယ် United ကတော့ကုသိုလ်တွေရပြီးပျော်ရွှင်စွာကွင်းထဲကထွက်သွားခဲ့တဲ့ဧည့်သည်တော်တစုလို့ပါပဲ United ဟာ Molinex Stadium ဆိုတဲ့အလှအိမ်မှာလမ်းကြုံဝင်ပြီး ဆွဲသွားတယ်ဆိုတဲ့ဒန်နယ်ဂျီကိုရေးထိုးသွားခဲ့ပြီးဝူးဗျက်မဟာကုသိုလ်ရှင်စိတ်တက်က United ရဲ့သွေးစုစရာအောင်ပွဲကိုဖန်တီးပေးလိုက်တာပါဝူးဗျက်စေတနာတွေက United ရဲ့အနာဂတ်ကိုဘလောက်ထိအကူအညီပေးနိုင်ခဲ့မလဲ United ကဒီလိုအလူအတန်းတွေကိုပဲမိခိုနေတော့မှလားဒီသွေးစုစရာမေးခွန်းတွေဟာ Facebook community အတွက် hot debate တွေဖြစ်နေစေအောင်ပါ